အမိုက်စာဝိဆောင်ကိုဝိဆင်ပြီးတကြံမှာမြင်မကောင်းလောက်အောင်ကဲနေတဲ့တင်ဆောင်ဝင်းကျော်ပြည်သူများလုံးမမင်္ဂလာပါရှင်အီဂရစ်ဒိုင်ယာရီကနေပြန်လဲကြိုဆိုလိုက်ပါရင်မမတင်စာကငလင်ပေးအတွက်ငွေသိန်းပေါင်းများစွာလှူဒန်းပြီးတဲ့နောက်မှာတကြံမှာအပြတ်သက်ကဲနေပါပြီ အင်းရလိုက်ကားထဲမှာတင်ဆောင်ဝင်းကျော်တယောက်မိမိုက်နေတဲ့ဝစ်စုံကိုဝစ်ဆင်ပြီးတော့ပျော်ရွှင်စွာကဲနေတဲ့ဓာတ်ပုံတွေပေါ်ထွက်လာပြီးတဲ့နောက်ပရိသတ်တွေကအံ့ဩနေကြပါတယ်။ဒီနေ့မှာတကြမ်းမတိုင်ခင်ငလင်ပေးကြီးကကြားရောက်ခဲ့ရာကြောင့်အနုပညာရှင်တွေကကြိုတင်စီစဉ်ထားတဲ့ပွဲတွေကိုဖျက်သိမ်းလိုက်ပါတယ်။ငလင်ပေးတင်ပြည်သူတွေကိုစာနာတဲ့အနေနဲ့တကြံပွဲကိုမကျင်းပပါပဲမလဲ။တချို့နေရာတွေမှာတော့စီစီကားကားနဲ့ကျင်းပကြပါတယ်။ ငလင်ကျောင်းအိုးရင်တိုက်ကြော်တွေပြည့်စည်သွားသူတွေအသက်ဆုံးရှုံးခဲ့ရတဲ့သူတွေရှိနေပြီးတော့အစိုးရတွေကဒီလိုကာလမှာတချင်းစုဖို့အတွက်စိတ်အားမထက်သန်ကြပါဘူး။တခြားသောအနည်းပညာရှင်တွေလည်းကြံပွဲတက်တဲ့အခမ်းအနားတွေကိုမကျင်းပါပဲ။အေးစင်းစွာနဲ့ကြံကာလကိုဖြတ်တန်းပြီးတော့ငလင်ဘေးတင်ပြည်သူတွေကိုစာနာကြောင်းပြသထားပါတယ်။ငလင်ဘေးတင်ပြည်သူတွေကိုလူသားချင်းစာနာစိတ်နဲ့ပွဲတွေကိုနားထားကြပေမယ့်လေ။တချို့တွေကတော့တိတ်တိတ်လေးခိုးပြီးတော့ပျော်ရွှင်နေကြတာပါ။အဲ့ဒီအထင်းမှာတော့သင်ဆောင်ဝင်းကျော်လည်းပါဝင်ပြီးတော့သင်ဆောင် ဝင်းကျော်ကပရိသတ်တွေနဲ့တူတကြံမှာကဲနေခဲ့ပါတယ်။အထင်သာမြင်နေရတဲ့ဝိစုံကိုဝိစင်ထားတဲ့မမတင်စာကရေးဆိုနေရကြောင်းခန္ဓာကိုယ်ကလည်းအရှိအတိုင်းပေါ်လွင်နေခဲ့ပါတယ်။ လာပါတဲ့ခန္ဓာကိုယ်ကိုပေါ်လျောင်ကပြနေတဲ့မမတင်စာကုံပြန်မြင်ရတာကြောင့်ပုရိသတွေကတော့သဘောကျနေကြပြီးအခုမှမမတင်စာအစ်စ်ကိုအခုမှပြန်မြင်ရတာလို့ပြောနေကြပါတယ်။အသက်က38နှစ်အရွယ်ကိုရှိနေပြီဖြစ်တဲ့တင်စာဝင်းကျော်ကလူငယ်တွေနဲ့အပြိုင်ကဲနိုင်စေဖြစ်ပြီးတော့ဆယ်ကျော်သားတယောက်လိုလှပနေစေလည်းဖြစ်ပါတယ်။ခန္ဓာကိုယ်နဲ့အသားရည်ကိုထိန်းသိမ်းထားတာကြောင့်တင်စာဝင်းကျော်ကဘလို့ဝိစုံကိုပဲဝွေဝွေလှပနေရတဲ့သူပါ။ ဒကြမရေစိုးအဝေးစားနဲ့လည်းအရန်လာနေတဲ့တန်စာဝင်းကျော်ကပြိတ္တတွေကြားတဲ့အထိသွားခဲနေပြီးတော့ သူရဲ့ပုံနဲ့အားလုံးကိုမြင်ရအောင်မျှဝေထားပါသေးရင်တင်ဆောင်ဝင်းကျော်က2025ခုနှစ်ဖေဖော်ဝါရီလမှာပြည်လည်လွမြောက်လာခဲ့သူဖြစ်ပြီး2022ခုနှစ်ကလေးကအဖမ်းခံခဲ့ရတာပါ။တကြံကာလမှာတချို့သောအမှုပညာရှင်တွေကတရားစခန်းဝင်ကြပေမဲ့လည်းတင်ဆောင်ဝင်းကျော်ကတော့ပြန်လွတ်လာကလေးကတရားစခန်းဝင်ပြီးသွားခဲ့ရဖြစ်ပါရင်အမှုပညာလုပ်တွေကိုလည်းမပြတ်တမ်းလုပ်ကင်နေရတဲ့တင်ဆောင်ဝင်းကျော်ကပိုရိသတွေကြားထဲမှာအားပေးမှုတွေမလျော့သွားသေးပါဘူး။ တကြံကာလမှာမပြောရတာကြာပြီဖြစ်တဲ့တင်စာဝင်းကျော်က2025ခုနှစ်တကြံမှာပြောဖို့အတွက်အားခဲထားခဲ့ပါတယ်။ဒါပေမဲ့တင်မမထားတဲ့ငလင်ပေးကြောင့်ကြီးကျယ်စွာကျင်းပမဲ့တကြံပွဲကိုလည်းမကျင်းပဖြစ်တော့ပါဘူး။ဒါပေမဲ့မမတင်စာကတော့ငွေကြေးချမ်းသာတဲ့သူတွေပဲသွားနိုင်တဲ့အင်ယာလိတ်ဂါဒန်မှာအမိုက်ဆောက်အကတွေနဲ့ပျော်ရွှင်နေပါတယ်။ မြန်မာရီရဲ့တကြံက2020ခုနှစ်ကနေစတင်ပြီးတော့6ကပ်လာခဲ့ရာအခု2025ခုနှစ်ကိုတောင်ရောက်ရှိလို့လာခဲ့ပါပြီ။မမြင်ရတဲ့လောကီအကြောင်းတရားတွေကိုမျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတဲ့အကြောင်းတချို့တွေကတော့ပျော်စရာရှိရာကိုချက်ချင်းပျော်လိုက်ကြပါတော့တယ်။မမတင်စားလဲတကြံမှာအရန်ပျော်ရွှင်နေပြီးတော့သူရဲ့ဓာတ်ပုံတွေမှာတော့အရင်လိုပုံရိပ်တွေကိုပြန်လည်မြင်တွေ့နေရပါတယ်။တင်ဆောင်ဝင်းကျော်ကငလင်ဘေးအတွက်လည်းလူဒန်းထားပြီးဖြစ်တယ်လို့တကြံမှာလည်းပျော်ရွှင်နေရာအကြောင်းသူ့ကိုမြင်နေရတဲ့သူတွေတောင်အပျော်တွေကိုစက်နေကြပါတယ်။တကြံမှာအမ ိုင်ဆောင်အကရီနဲ့ပျော်ရွှင်နေတဲ့တင်ဆောင်ဝင်းကျော်ကိုပရိသတ်ကြီးလိုရောသဘောကျရဲ့လားဆိုတော့ကွန်မတ်မှာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ချူအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်